ဒီနေ့တော့လေနတ်စော်ရေးထားတယ်ပေါ့နော်စပိန်စီမှာဆိုတော့လေပြီးအဲ့ရိုက်တန်းသိမ်းမျက်နှာတိုင်းမဲလီနိုင်ခွဲပဲရှိပါသေးတယ်စပိန်စီဘုဆုံးလေးရှိနေတယ်စပိန်စီဘုဆုံးဝတ်တာလေပို့ပြောဝေးရတာလေတတောင်တတပေါ့ပေါ့ပါပါရှိတယ်နောက်လက်အိတ်ပွင့်မှလက်လက်ကမနာတာပေါ့နော်အာပြီးလို့ရှိရင်နတ်တို့ရှေ့ကိုဖနက်တည်းကကိုနဲ့စိုက်ခိုက်တာလို့ဘုမအစဉ်ပြေတာပါအဲ့လိုမှမဟုတ်ရယ်ရှေ့ နာတယ်ခြေတော့တည်းရစပိန်စီတိုင်းမြင်းနဲ့မမီးရမှာတော့အုတ်ထုတ်ပါတော့အုတ်ထုတ်ကတော့နေတိုင်းမစားမှုဖြစ်ပါဆိုရင်တော့အားနာရီထုတ်ဖို့10မိနစ်လို့မှကျွန်တော်စထွက်ပါပြီထွက်သွားပြီးတဲ့အခါမှာကျွန်တော်တို့ဘာနိုင်ခွဲပြီးတော့လည်းရှင်ကျွန်တော်တို့ဒီမှာဈေးကုန်းရွာကိုရောက်သွားရပါတော့ဈေးကုန်းရွာမှာကျွန်တော်မင်းနဲ့ဆင်းလာစားပါတယ်မင်းနဲ့ဆာစားပါမယ်ဘာလို့လဲဆိုတော့ခလောင်းတောင်ပဲရောက်လို့ရှင်ကျွန်တော်ဘာတင်မမရှိဘူးပေါ့တော့ရောက်သွားမှဆိုတော့အဲကျွန်တော်ဖိုက်ကဖွေလိပါ အခုဟာကတော့ဘယ်နှရောက်နေလဲဆိုတော့ဝေယဆယ်နားကိုသွားတဲ့လမ်းပေါ့နော်အာဈေးကုန်းရွာအထွက်ပေါ့နော်စင်သေးရွာလားမသိဘူးရွာတင်းနေမယ်တိရှာမမတ်မိတော့အဲ့ရွာကြီးထွက်သွားပြီဆိုလို့ရှိရင်ဒါဝေယဆယ်နားကိုရောက်သွားပြီပေါ့နော်ဒါဝေယဆယ်နားတရားနာပါနော်အဲကျွန်တော်မျိုးသားတက်ဖို့မြိုက်တော့နေလို့ပြောနေတာခိတ်ချီလို့ပေါ့နော်ဒါကတရားကိုကြော်သွားပြီးတော့ဝေယနေပြီးတော့မှ လေဝင်းထောင်ဘက်ကိုသွားတဲ့လမ်းပေါ့ဗျာအဲ့လမ်းပေါ်ကနေတော့မှအရှိတ်ဘက်ကိုပြန်ရှိုးရမှာကျွန်တော်ဖလောင်းတောင်သွားတဲ့လမ်းပေါ့နော်ဖလောင်းတောင်ကိုကလည်းကျွန်တော်9မိုင်လောက်တွင်းနေအောင်ထပ်ဝင်ရအောင်မှရှိပါသေးတယ်ဒီနေရာလေးအရန်တာရတယ်ပေါ့နော်အခုဆိုရင်ဒါကကျွန်တော်တို့ဖလောင်းတောင်သွားတဲ့လမ်းနဲ့ဝင်နေပြီဝင်သွားပြီပေါ့နော်ကားလမ်းမကြီးရနေမှာဖလောင်းတောင်သွားတဲ့လမ်းဝင်သွားပြီအဲ့တော့9မိုင်လောက်စီးရမယ်ဖလောင်းတောင် ိုရောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်စစ်တက်တခိတ်ဝင်ရတယ်။ခဲပြီးသားအဲ့လိုမြေသားလမ်းဖြစ်သွားတယ်။အဲ့မြေသားလမ်းနည်းနည်းလေးခတ်တယ်သွားရတာကျွန်တော်တို့ဘိန်းအသေးလေးတွေဆိုရင်တာယာသေးလို့ရှိရင်လဲမှာကြောက်ရတာဒါတတော်ကျော်ဝိုင်းရေးထားတာပါ။ဒါကတော့ flower ကိုရောက်ခံနေအဝါပေါ့နော်။သူကအနာလေးထိပဲကျွန်တော်စပိန်စီးလို့ရတယ်။အခုဆရာတွေစီးသွားပြီလို့ရှိရင်အဲ့ဒီမှာစမ်းကြောင်းအသေးတစ်ခုရှိတယ်။အဲ့ဒီစမ်းကြောင်းကနေပြီးတော့ကျွန်တော်အထက်ကိုပြန်တွေ့ရမယ်။စပိန်စီးလို့မရတော့ဘူး။ ဒါကနောက်ထပ်စမ်းကြောင်းတစ်ခုပေါ့နော်အဲဆနာစမ်းကြောင်းသေးရနေ5မိနစ်လောက်သွားပြီလို့ရှိရင်ဒါနောက်ထပ်စမ်းကြောင်းတစ်ခုကိုကျွန်တော်တို့စင်းဖို့အတွက်ကိုဖြည်းဖြည်းချင်းကျွန်တော်တို့စင်းနေတာပါပေါ့နော်အဲနောက်ထပ်စမ်းကြောင်းလေးကနည်းနည်းလေးပိုကျဲတယ်ဆနာစမ်းကြောင်းလေးကကိုယ့်အကူသွားပြီးတွန်းသွားရင်ရမဒီမှာကျတော့ကျွန်တော်မရတော့ဘူးကိုယ့်အကူတွန်းတော့အဲ့တော့ဘိုက်ကနှစ်ယောက်ကတော့တို့ဖနှက်ချွတ်ပြီးတော့တွန်းပါတယ်ကိုရီးယားကတော့မချွတ်ဖနှက်ကိုဘကနေကိုိတ်ပတ်ပြီးတွန်းတယ်ကျွန်တော်တော့ဖနှက်မချွတ်ဘူးဒီဘိုက်ကတွေကိုညီတောင်းလိုက်ပြီးကျွန်တော်ဆက်ပိုင်ကိုတွန်းခမ်းလိုက်ပါတယ် ေါ်သွားတည်သွားနဲ့တီယုံအမဖနက်ကတဲတဲ့နဲ့သွားတယ်တဲ့ကဲခုဆိုရင်တော့ဖလောင်းတော်ရောက်သွားပါပြီဒါတော့မူဂျိုကလေးရေရှိုးနေရပါအာမူဂျိုကလေးတွေကမနိုင်ဘူးသူတို့လိုက်ဆွဲနေရတာတက်လို့ location လေးကတော့မြင်းနဲ့တိုက်မှာပဲကြီးလင်းအင်းကြီးကစိမ့်စမ်းစုပြေးတိတ်ဆိတ်ရေတံလွဲပြီးဘာတမ်းမှမကြရဘူးရေတံနဲ့ငှက်တံလွဲအာမူဂျိုကလေးရင်းဆော်တယ်အာဒီမူဂျိုကလေးဆိုပြောမရတော့တအားတအားဆော်တာ အမကျော်သူတို့ပဲလိုက်ထိန်းနေရတာမစပီဝဲဆုံးစိုက်ဆုံးဂိုက်ဆုံးနဲ့ဒီလေးကြည့်နေတိမြဒါတော့ကျွန်တော်အပေါ်ရေတံခွေးအပေါ်တက်ပြီးရှိုးနေတာပေါ့နော်အဲ့ညာလေးကအေးပြီးရှိုးလို့တော်တော်လေးကောင်းတယ်ဒါတော့မြောက်မြောက်လိုလိုယောဂကျင့်တယ်လို့နဲ့တကယ်တော့မြောက်ကကနေတာပါ ဒါကတော့ကျွန်တော်ပြန်လာပြီ။ဒါဆန်းကြောင်းအကျယ်ပါ။ဒါကတော့လမ်းမပေါ်ရောက်တော့မှာပါ။ဒါ Flower Town ကနေပြီးတော့သေခွင်းတောင်ကိုသွားတဲ့နေရာကိုသွားတာပေါ့နော်။ကိုရတော့လေခွင်းတောင်ထိတ်ကနေပြန်လာပြီးတော့ဒါကလန်းနာကိုရောက်ခန့်နေထိုင်ဆိုင်ပြီးပါ။ရောင်မန်လေးကလန်းနာကနီနာလေးထိုင်ဆိုင်ပြီးပါ။ ီဒီယိုရမ်းရှိမှာဆိုလို့အများကြီးဖြတ်ပြတာပါဒါကတော့အဝေးရဆင်းပါပါအဲဒါတော့ဖလောင်းတော်ရေလူတော်နဲ့ကလေး၃ယောက်ပါ၃00နဲ့တဝက်2500နဲ့အတက်ပါအားလုံးကျေးဇူးတင်ပါတယ်